ဘာမှ brain channel ကနေကြိုးဆိုပါတယ်။တဆုံတယောက်ကိုကိုပြောတဲ့စကားယုံကြည်လာအောင် ကိုဘက်ပါလာအောင်စီယုံပြောဆိုရတာကကျွန်တော်အားလုံးအတွက်နေစဉ်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတစ်ခုပါပဲနော်။အဲ့ဒီအရာကိုအမှုပညာတရားလို့ကျွမ်းကျင်ပိုင်နိုင်ခဲ့တဲ့လူတယောက်ရှိခဲ့ပါတယ်။သူ့နာမည်က George Gerard ပါ။သူကကားရောင်းတာကနေကမ္ဘာကြီးကျယ်ဆုံးရောင်းသမားတယောက်ဖြစ်လာပြီး Guinness ကမ္ဘာစံချိန်တင်နိုင်ခဲ့တဲ့ထိပါပဲ။သူဘလိုလုပ်ခဲ့လဲဆိုတော့ကိုဒီနေ့မှအတူတူလေ့လာကြည့်ကြရအောင်။ ကျွန်တော်တို့ကနေ့စဉ်အခုလိုစိတ်ဝင်စားကြအကြောင်းအရာတွေကိုရှင်းလင်းတင်ဆက်ပေးနေရဖြစ်လို့ကျွန်တော်တို့ channel ကိုနေ့စဉ်လာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရစေ။ဒီတင်ဆက်မှုကိုလည်း like ပေးပြီးကိုယ့်ရဲ့နေ့တွေကို comment မှာဖော်ပြပေးခဲ့ပါအောင်။ကဲဒီနေ့တင်ဆက်မှုမှာတော့ကြာရှုံးမှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့သူ့ရဲ့ဘဝအစာပိုင်းကနေကိုယ့်ကိုယ်ရင်ရောင်းပါဆိုတဲ့သူ့ရဲ့အထက်အတွဲခေါ်လူတိုင်းကို အခွင့်အရေးတစ်ခုအဖြစ်မြင်တဲ့သူ့ရဲ့နီးစနစ်ပြီးတော့ follow up လုပ်ခြင်းရဲ့အစွမ်းထက်ပုံအထိအပိုင်းလိုက်ဆွေးနွေးတောင်းမှဖြစ်ပါတယ် ဟုတ်ပြီပထမဆုံးအနေနဲ့တူရဲ့ဘဝစကြောင်းကနေစလိုက်ကြအောင်ဘာလို့လဲဆိုတော့လူတယောက်ရဲ့အောင်မြင်မှုနောက်ကွယ်မှာဘလို့တွန်းအားဒီဘလို့နာကျင်မှုတွေရှိခဲ့တယ်ဆိုတာကိုသိရမှာသူ့ရဲ့နီးစနစ်တွေကဘာကြောင့်ဒီလောက်ထိအစွမ်းထက်ရတယ်လဲဆိုတာကိုပေါ်ပြီးနားလည်နိုင်မှာမဟုတ်လားပါဒီ timeline ကသူ့ဘဝခရီးရဲ့အတက်အကျက်ကိုရှင်းရှင်းလင်းကိုပြနေပါတယ်ဆက်ဆက်ချင်းမှာတော့ဆင်းရဲမွဲတွေမှုနဲ့အထင်မြင်တိတ်ခံရမှုတွေကနီးစတင်ခဲ့တာပါသူ့အဖေကိုတိုင်ကတော့မင်းဘယ်တော့မှအထုံးကြမှာမဟုတ်ဘူးလို့အမြဲပြောခဲ့တယ် နောက်တစ်ဆင့်မှာတော့ပိုးဆိုးသွားပြီးအလုတ်ပေါင်း60ကျော်ကနေအထုခံခဲ့ရတဲ့အတိသူ့ဘဝကတကယ်ကိုအောက်ဆုံးကိုရောက်ခဲ့ပါဗျ။ဒါပေမဲ့ဒီနေ့မှာတော့ကားရောင်းပြက်ခန်းတစ်ခုတည်းကိုဝင်သွားပြီးအလုတ်တစ်ခုရဖို့ခွေရဲတောင်းခဲ့တယ်။အဲဒီမှာသူ့ဘဝရဲ့အချိုးအကွဲကိုရောက်ခဲ့တာပါပဲ။အဲဒီနောက်မှာတော့ကားပေါင်း1300ကျော်ကိုတစ်စီးချင်းရောင်းချပြီး Guinness ကမ္ဘာစံချိန်တင်နိုင်တဲ့အတိအောင်မြင်မှုရဲ့ထိန်ဆုံးကိုရောက်ရှိခဲ့ပါဗျ။အဲဒီတော့ဒီလိုမယုံနိုင်စရာခကြီးချားနဲ့ဘလို့အတွဲခေါ်မျိုးမွေးခွာလာခဲ့တယ်လေ။ သူ့အောင်မြင်မှုရဲ့အဓိကတော့ချက်ဖိလာခဲ့တဲ့သူ့ရဲ့ကိုဖီလိုဆိုဖီကိုအတူတူလေ့လာကြည့်လိုက်ရအောင်ပါ။ဒီစလမပြထားတဲ့စကားတခုံးကဂျီရက်ရဲ့အတွေးခေါ်တခုံးလုံးရဲ့အနှစ်သာရပါပဲ။လူတွေကပစ္စည်းကိုမဝယ်ဘူး။တင့်ကိုအရင်ဝယ်တာပါတဲ့။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ဖောက်တေတေတော့ကကွန်ပစ္စည်းရဲ့အရေးအတွေးကိုမစင်းစားခင် ရောင်းတဲ့လူကိုလူတယောက်အနေနဲ့ယုံကြည်ရလား။တဘောကြရလားဆိုတော့ကိုအရင်ဆုံးဆုံးဖြတ်တယ်ဆိုတဲ့သဘောပါပဲ။ဒါဆိုကိုကိုကိုဘလို့ရောင်းမလဲ ကြရတ်ယောင်ကြည်သားကတော့ဒါဟာဟန်ဆောင်တာစကားပြောကောင်းတာမဟုတ်ပါဘူးဥပမာလူတယောက်လိုစကားပြောပါဆိုတဲ့အချက်ကိုကြည့်လိုက်ဖောက်တဲ့တယောက်ကအကားကြောင်းမေးတဲ့အခါအလွတ်ကျက်ထားတဲ့ဆေးရောက်လိုအချက်လက်တွေရွတ်ကားမဲ့အစားအော်ဒီကားမိသားစုနဲ့ခရီးသွားဖို့ဆိုရင်တော့နောက်ခန်းကျဲတော့ clear တို့တက်တောင်တက်တာရှိပါနော်ဆိုသလိုသူတို့ရဲ့ဘဝနဲ့ check step ပြီးပြောဆိုတာမျိုးပါယူသားမှုလေးစားမှုကတိတည်မှုဒါတွေကပဲလူတွေရဲ့ယုံကြည်မှုကိုတိဆောက်နိုင်တဲ့အခြေခံအုံမြစ်တွေပါပဲ okay ယုံကြည်မှုတည်ဆောက်ရမယ်ဆိုတာသိယုံနဲ့တော့မလုံလောက်သေးဘူးလေဒီအတွေးခေါ်ကိုနေစဉ်အထုံးချနိုင်ပြီးစံချိန်ချိုးနိုင်တဲ့ရလက်တီထွက်လာစေတဲ့တိကျတဲ့စနစ်တစ်ခုဖြစ်သူဘလို့ပြောင်းလဲခဲ့တယ်လဲဆိုတာကြည့်လိုက်ရအောင်ပါသူနင်းစနစ်ရဲ့အဓိကအချက်ကတော့ဒီကိန်းကဏ္ဍတစ်ခုပေါ်မှာပဲမူတည်နေတယ်ပါ250ပါသူကဒါကို250ရဲ့နေရာမှာကျခေါ်တယ်ပါ သူကလူတယောက်ရဲ့မင်္ဂလာဆောင်ဒါမှမဟုတ်နားရည်တစ်ခုကိုတက်ရောက်တဲ့ပြမ်းမြလူဦးရေက250လောက်ရှိတယ်ဆိုတဲ့အချက်ကနေဒီအတွေးကိုရခဲ့တာပါဒီနေရာမှာရဲ့အထူးအချက်တာတော့ရှင်ရှင်းလေးပါပဲလူတိုင်းဟာနောက်ချက်လူ250စီကိုဖွင့်ပေးနိုင်တဲ့တကားပေါက်တပေါက်လိုပါပဲလူတယောက်ကိုကောင်းကောင်းဆက်ဆံလိုက်တာနဲ့တင်ဟာသူ့ရဲ့လူမှုကွန်ရက်တစ်ခုလုံးစီကိုဝင်ရောက်ခွင့်ရတော့နိုင်တယ်ပြောင်းပြန်နေတဲ့ဆက်ဆံရေးမကောင်းခင်တော့ အဲ့အခွင့်ရေး250အလုံးကိုတခါတည်းနဲ့ဆုံးရှုံးသွားနိုင်ပါတယ်။ဒါကြောင့်သူနဲ့တွေ့တဲ့လူတယောက်ချင်းစီတိုင်းဟာသူ့အတွက်အလွန်အရေးကြီးတဲ့အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ဂျီရာရဲ့နီလန်ကအဲ့ဒီခစ်ကအယောင်လောကမှာခစ်စားနေတဲ့အတွင်းချက်ဖိအားပေးရောင်းတဲ့နီးပြူအရင်းနဲ့လုံးဝကိုစန့်ကျင်ပတ်ပါပဲ။တခါသူတွေကဖြစ်စည်းကိုအတွင်းတွင်းရောင်းနေတဲ့အချိန်မှာသူကဖောက်တဲ့ရဲ့လွှတ်ချက်ကိုနားထောင်ပြီးလမ်းညွန့်ပေးသူအဖြစ်ရည်တည်ခဲ့တယ်။တခါရောင်းပြီးရင်ပြီးရောဆိုတဲ့စိတ်ဓာတ်အစရေရှည်ဆက်ဆံရေးကိုတည်ဆောက်ခဲ့တယ်။ ဒါဟာမယောင်းဝဲလို့တားထက်လူသားနှစ်ယောက်နဲ့တစ်ယောက်ကြားကဆက်ဆံရေးကိုဒီဆော့ကပါပဲကဲဂျေရာကိုတခြားထိတိုင်းအယောင်းဓမ္မအိနေတောင်လောဝကွဲထွက်သွားစေတဲ့အလေးချင်းတစ်ခုကိုလေ့လာကြည့်ကြရအောင်ပါသူ့ကိုယ်တိုင်ကဒါဟာသူ့အောင်မြင်မှုရဲ့လက်ဝဲချက်လို့အမခံထားပါတယ်ဒါကရော follow up လုပ်ခြင်းရဲ့စွမ်းပါပဲ follow up ဆိုတာစေအောင်ရဲ့ဖြစ်အောင်လုပ်တာမဟုတ်ပါဘူးစစ်မှန်တဲ့ဆက်သွယ်မှုလေးနဲ့တဆင့်မင်းမရနိုင်တဲ့သူတယောက်ဖြစ်လာဖို့စနစ်တကျလုံးဆောင်တဲ့နီလန်းစခုပါပထမဆုံး ပစ္စည်းအောင်ပြီးတာနဲ့ချက်ချင်းလဲရဲနဲ့ရေးထားတဲ့ကျေးဇူးတင်လွာပို့တယ်။ဒါက Forte ကိုတံပိုးထားချောင်းပြတယ်။ဒုတိယ Forte ရဲ့မွေးနေ့နှစ်ပတ်လည်နေ့လို့ကိုရဲကိုတာအချက်လက်လေးတွေကိုမှတ်ထားပြီးဆူတောင်းပေးတယ်။တတိယအားလိုက်ရတဲ့မှာနှုတ်ခွန်းဆက်ကတည်ပို့ပြီးသူတို့ရဲ့စိတ်ထဲမှာကိုယ့်ကိုအမြဲတရိယာနေအောင်လုပ်။ဒါတွေအားလုံးကိုအယောက်တမတယောက်အနေနဲ့မောင်းပဲဂရုစိုက်တဲ့မိတ်ဆွေတယောက်အနေနဲ့လှုပ်ဆောင်ခဲ့တာပါ။ ဒီလိုစီကံတကြနဲ့စိတ်ရင်းအမှန်နဲ့ follow up လုပ်ဆောင်မှုကြောင့်ပဲသူဟာကြော်ညာတွေအပေါ်မှာမဟုတ်ပဲလူတွေရဲ့ဆက်ဆံရေးနဲ့သစ္စာဆောင်တည်မှုပေါ်မှာ empire တစ်ခုကိုတည်ဆောက်နိုင်ခဲ့တာပါဖောက်တဲ့တယောက်ကနေတငွေချင်းမိသားစုဝင်၁၀ယောက်စီကိုညွှန်ပေးတယ်အယောင်အဝယ်တစ်ခုကနေတသက်တာညွှန်ဆိုမှုတွေရရှိခဲ့ပါတယ်ကားတွေဘလောက်ရောင်းခဲ့ရလဲဆိုတဲ့ကဏ္ဍတွေထပ်ပိုအရေးကြီးတဲ့အရာတစ်ခုရှိပါတယ်ဒါကတော့ Jurat ရဲ့အသက်မွေးဝမ်းကြောင်းတစ်ခုလုံးကနေကျွန်တော်တို့ရရှိနိုင်တဲ့အနက်ဆိုင်ဆုံးသင်ခန်းစာပါပဲ။ နောက်ဆုံးမှတော့သူ့ရဲ့အမွေနှစ်ကသူရောင်းခဲ့တဲ့ကားအရေးတော်တည်းအကြောင်းမဟုတ်ပါဘူး။အမြဲတမ်းအတုံးမကြဘူးလို့ပြောခံခဲ့ရတယ်။ဘယ်သူမှဂရုမစိုက်ခဲ့တဲ့လူတစ်ယောက်ကနေအောင်မြင်မှုဆိုတာယောသားဖြောက်မှမှုနဲ့သူတပွားကိုဂရုစိုက်ခြင်းပေါ်မှာတိဆောက်ထားတယ်ဆိုတာကိုတက်တယ်ပြနိုင်ခဲ့ခြင်းပါပဲ။သူပြောခဲ့တယ်လို့ကဲတင်ကလူတွေကိုစိတ်ရင်းမှန်နဲ့ဂရုစိုက်တဲ့အခါသူတို့ကလည်းတင်ကိုပြန်ဂရုစိုက်ပါလိမ့်မယ်။ဒါဆိုရင်ဂျိုးချီရာစီကနေကျွန်တော်တို့တကယ်ယူသွားထင်တာကဘာလဲ။ အဓိကတော့ရိုးသားမှုဝင်ဆောင်မှုပေးလို့စိတ်နဲ့တစမတ်တီလှုပ်ဆောင်မှုတွေဟာကားရောင်ဖျားဟန်းတစ်ခုမှပဲအသုံးဝင်တာမဟုတ်ပေကျွန်တော်ရဲ့လုပ်ငန်းခွင်မှာမိသားစုဆက်ဆံရေးမှာဘဝရဲ့နေရာတိုင်းမှာအသုံးဝင်နေဆိုတာပါပဲရောင်းချခြင်းဆိုတာညစ်ပတ်တဲ့စကားလုံးမဟုတ်ပါဘူးတခြားသူတရားအတွက်ဓမ္မတစ်ခုကိုဘလို့ဖန်တီးပေးမလဲဆိုတဲ့ဘဝအတွက်အရေးကြီးတဲ့ကျွမ်းကျင်မှုတစ်ခုသာဖြစ်ပါတယ်ဂျော့ဂျူရာဒီရဲ့ဇလန်ကကျွန်တော်တို့ကိုနောက်ဆုံးအထွေးတစ်ခုပေးခဲ့ပါတယ်အလုံးမှာပဲဖြစ်ဖြစ်ဘဝမှာပဲဖြစ်ဖြစ် ျွရောဟာနေစီနဲ့အမေကိုယ့်ရဲ့ယောသားမှုကို ရောင်းချနေတာလားကိုယ့်ရဲ့ယုံကြည်စိတ်ချရမှုကို ရောင်းချနေတာလားဒါမှမဟုတ်ကိုယ့်ရဲ့ဂုဏ်တိခါကို ရောင်းချနေတာလားနောက်ဆုံးတော့လူတိုင်းဟာကိုယ့်ကိုယ်ကိုကွန်ပျူစီတစ်ခုလိုကဘာကြီးကိုနေစဉ်တင်ဆက်နေတာပါပဲကဲဘလို့ကွန်ပျူစီမြောက်ကိုတင်ဆက်နေတာလဲ